TikTok ကဗီဒီယိုတွေဒေါင်းလုဒ်ဆွဲလိုက်တိုင်း TikTok logo ပါနေတဲ့ပြဿနာကိုအလွယ်တကူဘယ်လိုမျိုးဖြေရှင်းလို့ရနိုင်မလဲဆိုတာကိုပြောပါမှာဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေနေတဲ့က TikTok ကပေါ့နော်ကိုကြိုက်တဲ့သချင်းတွေဗီဒီယိုတွေကိုအလွယ်တကူဒေါင်းလုဒ်ဆွဲပြီးတော့ logo မပါအောင်ပေါ့နော်ဒေါင်းလုဒ်ဆွဲလို့ရနိုင်မယ့်နည်းလမ်းအကြောင်းကိုသိချင်နေဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်ရှုပေးသေးချင်ပါတယ်။ကျွန်တော် ကတော့နီးပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။ ဒါဆိုရင်တော့ကျွန်တော်ကဒီ TikTok ကပေါ့နော်ဗီဒီယိုတစ်ခုကိုဒေါင်းလုဒ်ဆဲမှာဖြစ်တော့တကြောင်မို့ TikTok application တွေကိုအရင်ဆုံးတောင်းအောင်ဖြစ်ပါတယ် TikTok application တွေကိုဝင်လိုက်ပါမယ်အများသောအဖြစ်တော့ကျွန်တော်တို့ကဒီဗီဒီယိုပေါ့နော်ကိုလိုချင်တဲ့ဗီဒီယိုကိုကျွန်တော်တို့စေးတဲ့အခါမျိုးမှာအပေါ်မှာဆိုရင်တော့ဗီဒီယိုလေးကိုကြာကြာလေးနှိပ်လိုက်ပြီးဆိုတာနဲ့စေးဗီဒီယိုဆိုတာလေးပို့တယ်ပေါ့နော်အဲစေးဗီဒီယိုလောက်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ဒီ logo နှိမ့်ရပြီးရင်ဗီဒီယိုက quality ကျတာတွေပါရှိရပါတော့ ဒါဆိုရင်တော့ကျွန်တော်တို့ကဒီတခြားသူကိုပြန်ပြီးတော့ပို့တာဖြစ်ပြီးကျွန်တော်တို့စေချပြီးတော့အသုံးပြုနေတာဖြစ်ပေါ့နော်အဲ့ဒါကကြတော့ကျွန်တော်တို့ water type ဖြစ်နေတာဖြစ်တဲ့ကြောင့်မို့သိပြီးတော့အဆင်မပြေဘူးဒါကြောင့်မလို့ကျွန်တော်တို့ကကြည်လင်လင်နဲ့ download ဆွဲလို့ရနိုင်မယ်နီးလန်းအကြောင်းကိုဖြစ်ပေါ်မှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေအနေနဲ့ကအဲ TikTok video တွေ download ဆွဲမယ်ဆိုရင်လည်းပေါ့နော်တခုအနေနဲ့မှတ်ထားဖို့ကကြတော့အဲဒီသူများရဲ့ connect video တွေဖြစ်တဲ့ကြောင်းပေါ့နော်အဲ public မှာပြန်ပြီးတော့ share ခြင်းမျိုးတွေပါမပြုလုပ်ပြပါနဲ့ဒါကတော့ကျွန်တော်ဒီ connect creator တယောက်အနေနဲ့မြင်တဲ့ရက်ခန့်ကြီးဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်ဒီကျွန်တော်ဘာပေါ့နော်ကိုလိုချင်တဲ့အဲတခုယူလိုက်မယ်ပြီးရင်ကျွန်တော်က share ကိုနှိပ်လိုက်မယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကဒီဗီဒီယိုလေးကိုနှိပ်လိုက်ပြီးဆိုတာနဲ့အဲ save video ဆိုပြီးတော့ပေါ်တယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်ကဒီ copy link ဆိုတာလေးကိုယူလိုက်မယ်အဲ setting ရဲ့ privacy မှာဆိုရင်တော့တချို့ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်တို့ကိုသူကအဲ save လုပ်လို့မရအောင်ပေါ့နော်ဒီ private လောက်ထားတာရှိလိမ့်မယ်အဲဒါကတော့ကျွန်တော်တို့ဒီ private လောက်ထားတဲ့ video တွေမှာပါအဲဒီ copy link နဲ့ပေါ့နော်ထားလို့ဆက်လို့ရနိုင်မယ်နီလန်အကြောင်းပါပြီးရင်တော့ကျွန်တော် copy လောက်ပြီးပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီ chrome နဲ့ကိုသွားအောင်ပဲပေါ့နော် chrome ဖြစ်ဖြစ် google google web ဖြစ်ပေါ့နော်အဆင်ပြေတာတစ်ခုသွားလိုက်ပါပြီးရင်တော့အဲဒီ google search box ကနေပေါ့နော်အဲကျွန်တော်ဒီနေ့ရိုက်ပြတဲ့အဲ test တွေကိုတစ်ချက်ရိုက်ကြည့်ပေးပါ ဗီဒီယိုဒေါင်းလုဒ်တာပေါ့နော်ဗီဒီယိုဒေါင်းလုဒ်တာ no waterman ဆိုပြီးတော့ရိုက်ပေးလိုက်ပါအဲဒီဒေါင်းလုဒ်ဆွဲလို့ရနိုင်တဲ့ဒီ website တွေကတော့အများကြီးပဲဒီ website လေးကတော့ပေါ့နော်အဲ snack တလို့ခေါ်တယ်အဲတော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီတခြား website တွေနဲ့ဆိုင်ရင်ဒီကောင်လေးကတော့အဲဒေါင်းလုဒ်ဆွဲရလေးတော်တော်လေးကိုဒီမိမဆန်နဲ့ပေါ့နော်ဒေါင်းလုဒ်ဆွဲလို့ရတယ်အဲ snack တကိုဒေါင်းလုဒ်ဆွဲဖို့အတွက်ကျွန်တော်တို့ snack တဲ့ကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကို page ချဖို့အတွက်သူကဒီအဲ page ဆိုတဲ့ အင်္ဂုလင်းရှိတယ်ပြီးရင်ကျွန်တော်ဒေါင်းလုဒ်ကိုနှိပ်ပေးလိုက်ပါဒါကတော့ထွေထူးထူးတော့မဟုတ်ဘူးပေါ့နော်တခြားထွေထူးတော့မဟုတ်ဘူးကျွန်တော်တို့ကဒီ HD အကြည်ထုတ်ကျင်တာဒါမှမဟုတ်ပုံမှန်အတိုင်း normal အတိုင်းအဲဒေါင်းလုဒ်ဆွဲကျင်တာလာပေါ့နော်ဒါ mask ကတော့ကိုယ့်ရဲ့ဗီဒီယိုပေါ်တော့မူတည်တယ်ဒါကတော့ကျွန်တော် mask နည်းနည်းလေးဖြစ်တဲ့အကြောင်းမို့ပြီးမယ်ဆက်နဲ့ဒေါင်းလုဒ်ဆွဲလို့ရတာပါဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေအတွက်ပေါ့နော်ကျတို့က TikTok ကဗီဒီယိုတွေကိုအလွယ်တကူပေါ့နော် water မှမပါအောင်အလွယ်တကူ download ဆက်လို့ရနိုင်မယ်နီးလိုင်းအကြောင်းပါ ဒီ website အပြင်ပေါ် static website အပြင်ပေါ်တော့တခြားဒီ state tt တို့တခြား disk downloader ပေါ့နော်အဲ့ဒီ website လေးလည်းမစိုးဘူးလို့ပြောရမယ်ကျွန်တော်တို့ login နဲ့ video တွေကိုပိတ်ချပြီးတော့ပေါ့နော်မြန်ဆန်နဲ့ download ဆက်လို့ရတဲ့ website လေးပဲဖြစ်ပါတယ်ဒီကနေ့ video တွေကိုကြည့်ပြီးတော့အစီအမေသွားလိုက်မယ်လို့ထင်ပါတယ်အာဒါဆိုရင်တော့ကျွန်တော်တို့ဒီ watermark မပအောင် TikTok က video တွေကိုအလွယ်တကူ download ဆက်လို့ရနိုင်မယ်နေ့လယ်အကြောင်းကိုတည်သွားလိုက်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့နီးပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်ခင်ဗျာ ဗီဒီယိုကိုအဆုံးသတ်ရှိပေးကြတဲ့ဒေါက်တာစီတန်ကိုလည်းကျေးဇူးတူတူရှိပါတယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ဗျာ